နှစ်ပွဲဆက်တိုက်တီးနူနီလိုအုပ်စုဘောပါဖြစ်ခဲ့ရတဲ့အာရှကြာကြီးအလုံးမဲမင်္ဂလာပါကြာကြီးတို့ကတော့ပုံမှန်တိုင်းဆိုရင်တီးနူလက်အိတ်လိုက်ဖြစ်နေကြဆိုပေမဲ့ဒီဒီကတော့နှစ်ပွဲဆက်တဲ့တောင်တီးနူနေခဲ့ပါတယ်လက်ရှိမှာအာရှဖလားခြေစစ်ပွဲစဉ်တွေကစားနေခဲ့ပြီးတော့အင်ကွင်းမှာနှစ်ပွဲဆက်တိုက်ကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်ကြာကြီးတို့ကတီးနူရင်းနဲ့အုပ်စုဘောတွေပါတက်ဖြစ်သွားခဲ့တာပါလက်ရှိနိုင်ငံတကာကတဲ့ဘက်မှာဆိုရင်တော့ပါကစ္စတန်တင်းကိုအင်ကွင်းမှာလက်ခံကစားခဲ့ရပါတယ်။ဒီဘက်မှာဆိုရင်လည်းအာရှကြာကြီးတို့ကအင်ရှင်ပြည်သက်တည်းရဲ့ရှေ့မှာတကူးကူးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ ကြာရီတို့ရဲ့အိမ်ကွင်းပွဲစဉ်ကိုပြိတ္တအများစုလာရောက်အားပေးကြကြပြီးတော့ကွင်းလုံးပြည့်နီးပါးကိုရှင်နေခဲ့ပါတယ်။အချက်လက်တွေအရပြိတ္တ2000ကျော်ထိလာကြည့်ခဲ့တယ်လို့သိရပြီးတော့နောက်ပိုင်းသတင်းအတွင်ပြိတ္တအင်အားအများဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ဂိတ်ကြီးကိုပိတ်တီးထားခဲ့တဲ့မမောင်လင်းပါလာတဲ့အချက်ကပြိတ္တတွေကိုဆဲဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။အခြားကြာကြီးတွေကတော့တိုက်စစ်မှာမမောင်လွင်လွင်မိုးအောင်နဲ့တပ်ပိုင်တို့ကိုအထောင်ထားလာခဲ့ပါတယ်။ပါကစ္စတန်ဘက်မှာတော့ကျွန်တော်လည်းတိောက်မှမသိတာမလို့ထရီထူးပြောမနေတော့ပါဘူး။ ဂျာကြီးတို့ဟာဒီပွဲစဉ်မှာသူတို့မဟုတ်ရသားလို့ထင်ရလောက်အောင်ကိုပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ဘလုံးပိုင်ဆိုင်မှုအသာစီနဲ့တရက်ဆက်ထိုးပေါက်နိုင်ခဲ့ပြီးတော့ပထမပိုင်းကတော့ဂိုးသမားပါချင်းကိုင်နေခဲ့ရပါတယ်။အရင်ကကျွန်တော်နဲ့သူမလိုအများနဲ့နားလည်မှုလွဲနေရတဲ့အာရှဂျာကြီးတို့ကဒီပွဲမှာတော့အခြေဆက်ပိုင်းတွေပါတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့အခွင့်အရေးဖန်တီးမှုနဲ့အဆုံးသက်ပိုင်းဒီမှာတော့လိုအပ်ချက်တွေကတော့ရှိနေစေပဲဖြစ်ပါတယ်။ပထမပိုင်းပြီးကန်ဒီမှာကြာကြီးတို့ဥဆောင်ကိုစတင်ရရှိခဲ့ပြီးတော့ရှုပ်ရှက်ခတ်နေတဲ့အနေထားကနေတန်းပိုင်ကသင်ယူသွားခဲ့ပါတယ်။ ဒီဂိုးကလည်းမမောင်လွင်ရဲ့ free kick ကနေပဲအစပြုခဲ့တာဖြစ်ပြီးတော့စမိုးချက်ခေါင်းတိုက်ရာကနေတိုင်ထိသွားခဲ့ပေမဲ့တောင်းပိုင်ကပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီလူနဲ့ပထမပိုင်းမှာတော့ကြာကြီးလိုလည်းတကူးကူးမရှိနဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ကြာကြီးတို့ဟာကစားချရလားကြာလားမသိခွဲတဲ့အနေထားမျိုးဖြစ်နေရပြီးတော့ပါကစ္စတန်ရဲ့ပြန်လည်ထိုးပေါက်မှုတွေကိုတင်မြင်ခဲ့ရပါတယ်။ဒါပေမဲ့ကြာကြီးတို့ရဲ့နောက်တန်းတဲ့ဂိုသမာတို့ကအကောင်းဆုံးဟန်တားနိုင်ခဲ့တာကြောင့်ချစ်ပါကူတော့ပြန်မပေးခဲ့ရပါဘူး။ကြာကြီးတို့ကိုယ်တိုင်ကလည်းအခွင့်အရေးတွေရနေခဲ့ပေမဲ့ဂိုအဖြစ်ထပ်ပြီးမပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ အမောင်နေကလည်းပြိုင်ဘက်ကမန်ယူမဟုတ်တာကြောင့်ဒီဘက်မှာကိုမသွင်းခဲ့တာမျိုးဖြစ်နိုင်ပါတယ်။အဲဒီလိုနေပဲပွဲကတော့ပထမပိုင်းကရလက်တိုင်းမဲ့တကူးကူးမရှိနေပြီးဆုံးသွားခဲ့ပါတယ်။ဂျာကြီးတို့ကအာရှဖလားခြေစမ်းပွဲနှစ်ပွဲကစားပြီးချိန်မှာဆိုရင်တော့နှစ်ပွဲနဲ့ရမှတ်6မှတ်နဲ့အုပ်စုဘူအထီကိုတလန်သွားနိုင်ခဲ့ပါပြီ။ဒါပေမဲ့ဂျာကြီးတို့အုပ်စုဘူဖြစ်တဲ့ဆိုတာစင်မြန်ကြီးတို့ဇာတ်ထည့်ရောက်တယ်လို့အချိန်ကြာတော့လည်းပြန်ပြီးပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။အာဖဂန်ကိုစီးရီးယားကအနိုင်ရရှိခဲ့တာကြောင့်ဂိုးကွာချချက်အသားနဲ့စီးရီးယားကဆရာထိတ်ကိုတလန်သွားခဲ့ပါတယ် ဒါပေမဲ့လာမယ့်ဆယ်လပိုင်းကျရင်တော့ဂျာကြီးနဲ့ဆီးရီးယားတို့ထက်ထက်တွေ့ဆုံတော့မှာဖြစ်ပြီးတော့အုပ်စုဘူနီယာအတွက်ပေါင်းချဆုတ်ဝါတော့မှာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။